။ Ultra Four ကနေအိမ်ပြန်ပြင်းချင်နေတဲ့အပေအတီလူငယ်။ပရိသတ်များလုံးဝမိန်လာများ Manchester Force ကနေပြန်လဲကြိုးလိုက်ပါရင်လူတွေမှာအိမ်နဲ့တူတဲ့နေရာအိမ်နဲ့တူတဲ့လူတယောက်တော့ရှိတတ်ကြပါရင်အိမ်ဟာနှွေးထွေးလုံးကြုံမှုပေးတဲ့လို့မိခိုးရနေရာတစ်ခုလည်းဖြစ်ပါရင်ဒီတော့လူတယောက်ပြန်မလာပြီးအနားယူခြင်းအိမ်ကိုပြန်လာကြပါရင် professional ကစားသမားတွေဟာစာချုပ်ရအသင်းတွေဘလိုပဲပြောင်းလဲကစားနေပါစေတယောက်စီမှာလည်းနှလုံးသားထဲမှာကိန်းအောင်နေတဲ့အသင်းသင်းစီတော့ရှိတတ်ကြပါရင်ပြန်မလာပြီဆိုရင်ဒီအသင်းကိုပြန်ကျင်တက်ကြပြီတစ်ချိန်ကရရှိဘူးတဲ့မိတ္တာတွေကိုပြန်လည်လိုချင်တက်ကြပါရင်ရေတန်းဆန်ချိုဟာဘယ်တော့မှမတည်နေလို့ရဲ့မိသားစုဝင်တယောက်မဖြစ်ခဲ့ပါဘူးဆန်ချိုကအပြင်လူတယောက်လိုဒဇိုင်းတယောက်လိုပြုတ်မှုတက်ပြီးမန်ချက်စတာဟာသူနဲ့အန်ချော်နေခဲ့ပါရင်ဆန်ချိုအတွက်အိုးထွက်ဖို့ဟာဖီယောပေါအိုဂျီဖြစ်ခဲ့ရပြီးပျော်ရွှင်ခြင်းတွေပျောက်ဆုံးလာတဲ့အခါချုံလောင်ခံထားရတယ်လို့ဖြစ်လာပါရင် ဒီကြောင့်ကို United ကနေအငားထွက်ကစားချိန်မှာဆန်ချိုကလွတ်လည်ရပြီလို့သူကိုယ်တိုင်ပြောဆိုခဲ့ပါတယ်။ဒါကြောင့်လေ United ပရိသတ်တွေနဲ့ဆက်ဆံရေးကြိုးပမ်းခဲ့ရတာပါ။အခုတော့ဆန်ချိုကဒီနေရာဒီမှာသူ့ရဲ့လွတ်လည်ခြင်းတွေကိုသူကိုယ်တိုင်ရှာဖွေတော့မှာဖြစ်ပြီးအသင်းဟောင်းဒေါ်မွန်စီကိုပြန်ဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဗိုလ်တပ်ကအသင်းဒေါ်မွန်ဟာသူ့ရဲ့ကစားသမား Jamie Kitten ကို Chelsea စီရောင်းချမှာမို့ဒီနေရာအတွက်အစားရောကစားမတယောက်ကိုခေါ်ယူသွားဖို့လိုအပ်နေပါတယ်။ဒါကြောင့်လေ Manchester United ကနေအပယ်ခံထားတဲ့ Jadon Sancho ကိုပြန်ပြီးခေါ်ယူခြင်းနေတယ်လို့ Sky Sports မှာတင်ဆက်သွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးကနေထွက်ဆန်ချိုအား2019ဆေးကြော်တဲ့ပွဲမှာအီတီအက်ကနေဒေါ်မွန်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဆန်ချိုအားဒီတော်တွင်ဒေါ်မွန်အတွက်ပွဲပေါင်း104ပွဲကစားထားရမှာ38ဂိုးသွင်းယူပေးခဲ့ပါတယ်။မန်ချက်စတာနိုင်တက်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့ရာသီမှာဆန်ချိုကနီးပြအရီတန်နဲ့အဆင်ပြေဖြစ်ပြီးအသင်းကနေအငားထွက်ခွာရာမှာဒေါ်မွန်ကို6လပြန်အငားကစားခဲ့ရပါတယ်။ ဒီဒီချိန်မှာတော့ဆန်ချိုက14ဝဲပါဝင်ကစားထားရမှာနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါဆန်ချိုကဒေါမတန်ဆိုရင်ကောင်းကောင်းချိန်ဆွမ်းပြကစားနေနိုင်ပြီးတော့အသင်းရဲ့ချန်ပီယံလိဖိုင်နယ်အထိခီးမှာအဓိကကစားမအဖြစ်ပါဝင်ခဲ့ပါရင်ဒေါမကဒီကနေ့ကဆန်ချိုကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ပြောင်းရွှေ့ခြင်းအဆင်မပြေခဲ့တာကြောင့်မခေါ်ယူနိုင်ခဲ့ပါဘူးဆန်ချိုကပြီးခဲ့တဲ့ရာသီမှာချဲစီကို9အတွက်ကစားနေခဲ့ပြီးတထောက်တနေရာကကူညီပေးခဲ့ပါရင်ဆန်ချိုက Stanford Bridge အသင်းအတွက် Conference Final မှာဂိုးသွင်းယူခဲ့ပြီးဥရောပဖလားနှလုံးကံမြောက်နိုင်ခဲ့ပါရင် ဒါပေမဲ့ဆန်ချိုနဲ့ချဲစီကလည်းလာစာကိစ္စအဆင်ပြေပြန်တော့ကြောင်းချဲစီကအပြီးတက်မခေါ်ယူတော့ပဲစာချုပ်ဖော်ပြမှုရောချင်းပေါင်၅တန်းပေးပြီးဆန်ချို United စီပြန်ပို့လိုက်ပါရင်ဒီကောင်မှလည်းဒေါ်မွန်ကဆန်ချိုကိုအပြီးတက်ပြန်လဲခေါ်ယူချင်နေပြီးတော့စုံစမ်းမေးမြန်းမှုတွေပြုလုပ်နေကြောင်းသိရပါရင် ယူနိုက်တက်ကလည်းဆန်ချိုလိုမျိုးအသင်းနဲ့ MU နဲ့ကစားမတွေကိုရောင်းချသွားဖို့လိုအပ်နေပါရင်ယူနိုက်တက်ကဘူတိုက်စင်မူကွန်ညာကိုပေါင်60.5တန်းနဲ့ခေါ်ယူထားပြီးတော့ဘရန်ဖို့တိုက်စင်မူ MU မူကိုခေါ်ယူဖို့ပြင်ဆင်နေပါရင် MU မူအတွက်ပေါင်55တန်းမှာယူနိုက်တက်ကတိုက်စင်မူတယောက်လည်းလိုအပ်နေသေးတာကြောင့်နံပါတ်9ကစားမတယောက်ကိုလည်းခေါ်ယူဖို့ပြင်ဆင်နေပါရင်ယူနိုက်တက်က Sporting တိုက်စင်မူဗီရာဂျိုကီရက်ကိုခေါ်ယူချင်နေတာမို့ဂျိုကီရက်အတွက်ပေါင်တန်း60ကိုလည်းရှာဖွေရအောင်ပါပါဒါတွေကိုပြန်လဲကာမီဘောအတွက် United ကဆန်ချိုအပြင် Marcus Rashford, Alejandro Garnacho, Anthony စတဲ့ကစားသမားတွေကိုအားလုံးပြန်လဲရောင်းချသွားဖို့စီစဉ်ထားပါတယ်။ ဒီတော့ဆန်ချိုရဲ့အနာဂတ်က Ultra Four မှာမရှိတော့တာကတော့တေချာနေပါတယ်။ဆန်ချိုမှာလည်းရွေးချယ်စရာအသင်းတွေကများများဆက်ဆောင်မရှိသလိုဒေါမွန်ကလည်းသူ့အတွက်အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။လက်ရှိမှာဒေါမွန်က Class Walker တွားရောက်ကစားဖို့ရှိနေပြီးတော့အဖွင့်ပွဲမှာ Fluminis အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။နောက်ရက်ဒီမှာဆန်ချိုတယောက်အိမ်ကိုပြန်ရောက်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများ view လေးကတော့ပါမယ်။နောက်နေ့မှာလည်းအောက်ကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Show Channel လေးကို Like and Follow လုပ်ပြီးတော့ဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။